အမေရိကန်ရဲ့ရေတဲအုပ်စုရောက်လာတာကြောင့်အီရန်ကိုဆုံးခွာသွားကြတဲ့အီရန်ရဲ့မဟာမိတ်တွေဒီမနက် breaking news မှာသတင်းစီးတစ်ခုကတော့သမ္မတဒေါ်နယ်ထရန့်ကကနေဒါက G7 ထိပ်သီးအစည်းအဝေးကနေရုတ်တရက်စောစောစီးစီးထွက်ခွာပြီးအမေရိကန်ကိုပြန်ရောက်လာတာပဲဖြစ်ပါတယ်။အခုဆိုရင် USS Nimitz ဦးဆောင်တဲ့လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု၁၇စုက အရှိလေပိုင်းဘက်ကိုထွက်ခွာနေပြီလို့လည်းသိရပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားအပြန်အလှန်တိုက်ခိုက်မှုတွေကကမ္ဘာကြီးကိုစစ်ပွဲအသစ်တွေဆွဲခေါ်သွားနိုင်တဲ့အလားအလာရှိနေတာကြောင့်ဒရီကသမရထရန်ရဲ့အဓိကစဉ်းစားစရာတွေထဲမှာထိတ်ဆုံးကပါဝင်နေသေးပါပဲ။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေဒန်ယာဟူကတော့သူတို့ရဲ့တိုက်ခိုက်မှုတွေကအမေရိကန်ရဲ့အပြေးအဝညှိနှိုင်းထားတာပါလို့အရင်ကပြောခဲ့ပူပါတယ်။ ကျွန်တော်တို့ကကာကွယ်နေတာပါကျွန်တော်တို့ကိုကာကွယ်ရေးမှာအမြဲကူညီနေတဲ့ American ပြည်အောင်စုကိုလည်းကျွန်တော်တို့ကူညီပြီးကာကွယ်ပေးနေတာပါလို့သူကဆိုပါတယ် ထရန်ရဲ့ Israel Iran ပြိပခအပေါ်မှတ်ချက်တွေကတော့ခဏခဏပြောင်းလဲနေပါတယ်။တခါတလေ Israel ကိုအပြေးအဝါထောက်ခံလိုက်တခါတလေကျတော့ပြန်ပြီးတော့ဝေးကွာအောင်နေလိုက်ပြီးရင်ပြန်ပြီးထောက်ခံလိုက်နေပေါ့။ဒီပြိပခကပို့ပြီးတော့ပြင်းထန်လာတာကြောင့်ထရန်ကစိတ်မသက်မသာဖြစ်နေပုံရပါတယ်။ကနေဒါက G7 ထိပ်သီးအစည်းအဝေးကနေသူရုတ်တရက်ထွက်ခွာလာတာကလည်းဒီအကြောင်းကြောင့်ပဲလို့ပြောကြပါတယ်။ ဝါရှင်တန်မှာအရေးကြီးတဲ့အခြေအနေတစ်ခုရှိလို့စောစောပြန်ရမယ်လို့သမရပြောခဲ့ပါတယ်။အင်ဖြူတော်ကတော့ train ရဲ့ထွက်ခွာမှုကအရှိအလေပိုင်းအခြေအနေနဲ့ပတ်သက်တယ်လို့ပြောပေမဲ့နောက်ပိုင်းမှာအရာရှိတွေက through social media မှာဒါဟာပြစ်ခတ်ရဲစဲရင်းနဲ့လုံးဝမသက်ဆိုင်ဘူးလို့ပြောခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုတွေနောက်ပိုင်းမှာအစ္စရေးနဲ့အီရန်ကြားကအခြေအနေကိုဘယ်လိုခိုင်တွင်လဲဆိုတော့ American ဆိုရရဲ့မဟာဗျူဟာကပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်။ American ကသူတို့ရဲ့အင်အားအကြီးဆုံးလေရင်တင်သင်္ဘောနှစ်စင်းဖြစ်တဲ့ USS Carvison နဲ့ USS Nimitz တို့ကိုအရှိအလေပိုင်းကိုတပြိုင်တည်းဆေးလုလိုက်ပြီလို့သတင်းစာရှင်းလင်းပွဲမှာကြေညာခဲ့ပါတယ်။တကယ်တော့ American ကလေရင်တင်သင်္ဘောတွေဆေးလုထုတ်မယ်ဆိုတဲ့သတင်းတွေကရက်အနေငယ်ကလေးကထွက်နေကြတာပါ။ဒါပေမဲ့ ့ဇွန်လ18ရက်နေ့မှာထုတ်ပြန်တဲ့နောက်ဆုံးထုတ်ပြန်ချက်ကတော့ Donald Trump ရဲ့ယက်တီချက်ကိုတည်ယဝင်အတည်ပြုလိုက်ကြပါပဲ။ USS Carlson ကတော့အခုဆိုရင် Oman Pinley ခွေကိုဥတီနေပြီးတော့ USS Nimitz ကတော့ Pripyat ဆုံဘက်ကိုတိုးဝင်နေပါပြီ။သူတို့နဲ့စင်းလုံးကအရှိလေပိုင်းမှာငြိမ်းချမ်းရေးကိုကာကွယ်ဖို့ mission တွေဆောင်ရွက်သွားမှာပါ။ USS Carlson လေးရင်တင်သင်းမောကတော့အခုအချိန်မှာအန်ဒီယေဇုံနားမှာရှိနေပြီးတော့ဟူတီတွေကိုလေးချောင်းကနေတိုက်ခိုက် ိုင်းမှုတွေလုပ်နေပါတယ် US Nimitz ကတော့ဖိလစ်ပိုင်ကနေမာလာရေလက်ကြားကိုဖြတ်နေပြီးတော့ ကမ္ဘာစွမ်းအင်စီစဉ်မှုအတွက် အရေးကြီးတော့ဟော်မုန်းရေလဲဂျာဘတ်ကိုဥတည်နေပုံရပါတယ်။ဒီလိုရင်တင်သင်မောကြီးနဲ့ဆင်းဒေတာထဲမှာချုပ်နှွေးရဲ့အခါမှာပြိုင်ဘက်တွေအတွက်တကယ်ကို၆ဆရာကောင်းနဲ့ရေတက်အင်အားစုဖြစ်လာမှာပါ။ဒီလိုအင်အားကြီးမားတဲ့ရေတက်တွေကအီရန်ကိုဒေတာထဲမှာထိန်းချုပ်နိုင်မလား။ Trump ကဒီလိုရင်တင်သင်မောနဲ့ဆင်းကိုဆင်းလွတ်ပြီးရနောက်အရှိလေပိုင်းမှာအင်အားချိန်ခွင်ရှာဘလို့ပြောင်းသွားမလဲ။ဒီမေကွန်းရဲ့ဖြေတွေကိုခြေတွေတို့အတူတူရှာဖွေသွားကြရအောင်ပါ။ ပထမဆုံးအနေနဲ့အရှိအလေပိုင်းကိုစေလို့မဲ့ USS Carvis နဲ့ USS Nemesto ရဲ့စီးရီးစွမ်းရည်တွေကိုအနီးကပ်လေ့လာကြရအောင်ပါ Carrier Strike Group CSG တခုစီကနျူကလ িয়ার စွမ်းအင်သုံးလေယာဉ်တင်သင်းမဟုတ်တစင်းကိုဗဟိုပြုတည်ဆောက်ထားတဲ့ရှုပ်ထွေးရဲ့တိုက်ခိုက်ရေးစနစ်တခုဖြစ်ပါတယ်သူတို့က FA18 Hornet တိုက်လေယာဉ်တွေနဲ့နောက်ဆုံးပေါ် F35C Moderate အပါအဝင်တိုက်လေယာဉ်6စီးကနေ90လောက်တင်ဆောင် ောင်းလိုက်တာဖြစ်ပါတယ်ဒါအပြင် a right break class ဖြတ်သင်းမော်ရီပြီးတော့ tanko doroga class cruiser သင်းမော်ရီဒါမှမဟုတ်နောက်ထပ်ဖြတ်သင်းမော်ရီ tomahawk တုံးကြီးတွေတက်ဆင်ထားတဲ့တိုက်ခိုက်ရေးရင်ကုန်သင်းမော်ရီလည်းသူတို့နဲ့အတူ ပါဝင်ပါတယ်ဒီသင်းမော်ရီကမြန်နှုံမြစ်လက်နက်တွေကိုတောင် ခုခံနိုင်တဲ့ကာကွယ်ရေးစနစ်တွေဖြစ်ပြီးတော့ကီလိုမီတာထောင်ပေါင်းများစွာဝေးတဲ့ဂန်ယူရန်ပြမျက်တွေကိုတိကျစွာတိုက်ခိုက်နိုင်စွမ်းရှိပါတယ် မရိဂန်လီယင်တင်သင်္ဘောနဲ့စလုံးမှာအခုပြောခဲ့တဲ့ရေထက်စစ်အင်အားစုတွေအားလုံးပါဝင်ပါတယ်။မရိဂန်လီယင်တင်သင်္ဘောနဲ့စင်းကိုအရှိလေပိုင်းကိုဆေးလွှတ်လိုက်တာကအီရန်ရဲ့မူဝါဒတွေကိုဘလောက်အထိလျှော့ပါစီမလဲဆိုတာမရှင်းလင်းသေးပါဘူး USS Carvis နဲ့ USS Nimitz တို့ဒေသကိုရောက်လာပြီးတဲ့နောက်အစ္စရေးကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုတွေကို ပို့ပြီးတော့ပြင်းထန်လာနိုင်ပါတယ် နာဒန်အစ်စဗာဟန်နဲ့ဖိုရူမှာရှိတဲ့အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကအစ္စရေးရဲ့ပုံမပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ဒီအချိန်မှာအမေရိကန်လေယာဉ်တင်သင်းမော်တွေကအစ္စရေးကိုအီရန်ကလက်ဆန်းချေတိုက်ခိုက်နိုင်စေရှိတဲ့အန်တီယာရီကနေအကာအကွယ်ပေးနိုင်ပါတယ်။ USS Carvison နဲ့ USS Nimitz နှစ်စင်းလုံးကအီရန်ကအစ္စရေးကိုလွှတ်နိုင်တဲ့ပယ်ထိန်ထုံးကြီးတွေနဲ့ခမီကာဇီဒရုန်းတွေကိုကြားဖြတ်ဖမ်းဆီးဖို့လေကြောင်းကာကွယ်ရေးစနစ်တွေကိုအ ်သက်သွင်းနိုင်ပါ रे ကဲဒါဆိုရင်တော့အခု USS Nimitz အကြောင်းကိုဆက်သွားရအောင်ပါ Nimitz Class လေယာဉ်တင်သင်းမော်တွေကချိန်ချောက်မှုအမျိုးမျိုးကိုကာကွယ်ဖို့အတွက်ခင်မီလက်နက်စနစ်အမျိုးမျိုးတက်ဆင်ထားပါတယ်ဒီစနစ်ဒီထဲမှာ Close and Weapon System CIWS လေးပါဝင်ပြီးတော့ဒါကသင်းမော်ဖြတ်ဂျုံကြီးတွေနဲ့လေယာဉ်တွေကို အနီးကပ်ကာကွယ်ဖို့အတွက်အလိုအလျောက်တနက်တွေကိုအသုံးပြုထားတာပါလေယာဉ်တင်သင်းမော်တွေက တင်မောဖြတ်ခရစ်စတုံးကြီးတွေနဲ့လေချောင်းချင်းချမှုတွေကိုထိုးထောင်းပြီးတော့အလဲအလက်အကွာဝေးကနေကာကွယ်ဖို့အတွက် RAM စနစ်နဲ့ ESSM စနစ်တွေကိုလည်းအသုံးပြုထားပါတယ်။ MK29 Guide Missile Launching System တွေကို RIM 162 ESSM ဒုံးကြီးရှလုံးစီကိုပြန်လည်နိုင်ပြီးတော့ရင်းအုံစုကိုတိတိတသာကာကွယ်နိုင်ပါတယ်။ဒါ့အပြင်လေရင်တင်သင်းမော်ရီမှာအနီးကပ်ကာကွယ်ရေးအတွက် MK49 Guided Missile Launching System အခုစီတက်ဆင်ထားပြီးတော့တခုစီက RIM 116 Rolling Airframe Missile 22လုံးကိုပြန်လည်နိုင်ပါတယ်။ရေမျက်နှာပြင်ကာကွယ်ရေးအတွက်သင်းမော်ရီမှာ MK38 25mm Matching Gun System နဲ့ င်ချပြီးတော့ဂျာရီကတော့ တင်းငယ်တဲ့အလေတွေနဲ့အနီးကပ်ချိန်ချောင်းမှုတွေအတွက်ထပ်တိုးတိုက်ခတ်ရေးစွမ်းအားကိုပေးစွမ်းပါတယ်။ခင်မီအီလက်ထရောနစ်စစ်စင်ရေးစနစ်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါဒီစနစ်တွေကတင်းမောရဲ့ရန်သူပဝင်းစင်မှာလုံခြုံရေးကိုမြင့်တင်ပေးတဲ့ကာဝေးပုံစံကိုဖြစ်ပေါ်စေပါတယ်။ဒါအပြင် Nemesis Class လေယာဉ်တင်တင်းမောတွေမှာခင်မီရေဒါအာရုံကန်ခရီးယာတွေနဲ့လုံဆောင်ချက်စနစ်တွေတက်ဆင်ထားပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေကိုကဲထိန်းချုပ်နိုင်စွမ်းအတွက်ဒီဇိုင်းထုတ်ထားပါတယ်။အဒီကရေဒါစနစ် စ်တွေထဲမှာ ANSPS 48E 3ဘက်မြင်လေကြောင်းရှာဖွေရေဒါလဲပါဝင်ပြီးတော့ဒါကလေကြောင်းပြင်းမဲ့တွေကိုတိကျစွာခြေရာခံနိုင်စေပါတယ်။ ANSPS 49V5 နှစ်ဖက်မြင်လေကြောင်းရှာဖွေရေဒါကတော့လေကြောင်းချိန်ချမှုတွေကို အကွာအဝေးတော်တော်လန်းလန်းကနေထောက်လန်းပေးပါတယ်။ ANSPQ9B ပြင်းမဲ့ရှာဖွေရေးရေဒါကတော့ရေမျက်နှာပြင်နဲ့လေကြောင်းပြင်းမဲ့တွေကိုအရေအသွေးမြင့်ခြေရာခံခြင်းဖြင့်သင်္ဘောရဲ့ပြင်းမဲ့ထားနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။လေကြောင်းထိကြွေအထွတ်သင်းမော်ရီက ANTBN 46နဲ့ ANTBN 43C လေကြောင်းထိကြွေရေဒါတွေကိုအသုံးပြုပြီးတော့ဒါတွေက ဒီမိုပဝင်းခြင်းလေပိုင်တဲ့အတွင်းလေရင်ပြန်သမှုတွေကိုဘေးအန္တရာယ်ကင်းကင်းဆောင်ရွက်နိုင်ဖို့ကူညီပေးပါတယ်။ USS Nimitz ရဲ့ဓာတ်ပေါင်းပိုတွေကရေနွေးငွေ့ကိုထုတ်လုပ်ပြီးရေနွေးငွေ့တာပိုင်တွေကိုစွန့်အင်ပေးကပင်္ဂလေးခုကိုမောင်းနေပါတယ်။ဒါကြောင့်ဒီမိုကအမြင့်ဆုံးရှေးမိုင်း30ကျော်အထိအရှိန်နဲ့သွားနိုင်ပြီးတော့မြင်းကောင်ကြီးအား26000တောင်းအထိစွန့်အင်ထုတ်လုပ်နိုင်ပါတယ်။ဒီ celebrity အားလုံးကိုကြည့်ရင် USS Nimitz ကအရှိလေပိုင်းမှာအေအားချိန်ခွင့်ရှာဖို့ပြောင်းလဲ ဲဖြစ်နိုင်တဲ့အလားအလာရှိတာကိုတွေ့ရပါတယ်။ဒေလီယင်တင်သင်ဖို့နဲ့စင်းကိုအရှိအလေပိုင်းမှာဖြန့်ကျက်ချထားမှာဖြစ်တယ်လို့အတည်ပြုလိုက်တာနဲ့အတူ American သမ္မတ Donald Trump ကအစ္စရေးနဲ့အီရန်ကြားစစ်ပွဲအပေါ်သူတို့အကင်းဖြတ်ချက်တွေကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်ထုတ်ဖော်ပြောဆိုလာပါတယ်။ Donald Trump ကအစ္စရေးရဲ့အီရန်အပေါ်စစ်ပွဲမှာအပြစ်ခက်ရစေးမလို့ခြင်းပဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုတကယ်အဆုံးသတ်ပြီးတော့အီရန်အနေနဲ့နျူကလ িয়ার လက်နက်ကိုလုံးဝဆွတ်လွတ်စေချင်တယ် ယ်လို့ပြောခဲ့ပါတယ်။ American သမ္မတကအစ္စရေးကသူ့ရဲ့ပုံကျဲတိုက်ခိုက်မှုတွေကိုရပ်မမဟုတ်ဘူးလို့ခန့်မှန်းခဲ့ပြီးတော့ဒီပရိဘက်ကအတွက်အဆုံးဖြတ်ပေးမဲ့အချိန်တစ်ခုနေခဲ့လာနေပြီလို့ရိမ့်မို့ပြောခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးအနေနဲ့ကလည်း American ရဲ့အကူအညီမပါဘဲအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုဖျက်ဆီးပြစ်လိုက်မယ်လို့သူမျှော်လင့်ကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ Trump ကဝါရှင်တန်ကိုပြန်ရောက်လာတဲ့အချိန်မှာသတင်းထောက်တွေကိုပြောကြားရမှာအပြစ်ခက်ရဲစဲရီကိုမဟုတ်ဘဲတကယ်အဆုံ ုံးသက်ကိုကျွန်တော်ရှာဖွေနေတာပါလို့ထက်လောင်းပြောဆိုခဲ့ပါတယ်ဒီပြောဆိုချက်တွေက ဒေတာရင်းကို ဖြန့်ကျက်ခြားခြားမှုပြီးစီးသွားတဲ့ USS Carvison နဲ့ USS Nimitz တို့ကအီရန်ကိုဖြစ်နိုင်ခြေရှိတဲ့စစ်စင်ရေးတွေမှာ ပါဝင်လာနိုင်တယ်ဆိုတဲ့အချက်ပြမှုပါပဲ။ပေါ်မှာပြောခဲ့သလိုပဲ Trump ကအစ္စရေးအနေနဲ့ American ရဲ့အကူအညီမပါဘဲအီရန်ရဲ့နျူကလ িয়ার စွမ်းရည်တွေကိုမဖြတ်စည်းနိုင်ဘူးလို့ပြောခဲ့တာကလရင်တင်သင်မို့တွေပါဝင်လာနိုင်ခြေကို မြင့်တင်ပေးလိုက်ပါတယ်။ USS Carvison နဲ့ USS Nimitz တို့ဒီဒေသမှာဘေးကင်းပါမလား။ အားလုံးသိတဲ့အတိုင်းအရှိအလေပိုင်းအထူးသဖြင့်ပင်လယ်နီပင်လယ်ခွေ့ပြီးတော့ Homos Yelacha လို့နေရာတွေမှာ American နဲ့ Israel ရေတက်အင်အားစုတွေကို လုံးဝမမြင်တဲ့အဖွဲ့အစည်းတစ်ခုကတော့ Iran ကထောက်ပံ့တယ်လို့ဆွဆွဲခံထားရတဲ့ဟူသီတွေပဲဖြစ်ပါတယ်။ 2025ခုနှစ်မတ်လကတည်းကရှီမင်ကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အချိန်မှာဟူတီတွေကပင်လယ်နီမှာတိုက်ခိုက်မှုရှားပေါင်းများစွာလုပ်ခဲ့ပြီးပါပြီ။ဟူတီတွေရဲ့ပယ်ထိန်ထုံးကြီးတွေနဲ့မောင်းသူမဲ့လေယာဉ်တွေဟာ USS Carvison နဲ့ USS Nimitz လေယာဉ်တင်သင်္ဘောတွေအတွက်အဓိကချိန်ချောင်းမှုအဖြစ်ရှုမြင်ခံထားပါရယ်။ဒီချိန်ထဲမှာပဲ American သုံးသပ်သူတွေကအီရန်နဲ့သင်္ဘောတွေကို တိုက်ခိုက်သိမ်းပိုက်တာ ဒုံးကြီးတဲ့တိုက်ခိုက်တာလိုမျိုးထားမြင့်ထားတဲ့စီရီလုံဆောင်မှုတွေကနေတဆင့်ဟော်မုန်းရေလကြားကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ပြောပါတယ်။ဒါပေမဲ့တရုတ်အိန္ဒိယနဲ့အီရန်လိုနိုင်ငံတွေကဒီရေလကြားကိုမိခုန်နေရတာကြောင့်ရေလကြားကိုလုံးဝပိတ်ဆို့ဖို့ကတော့မဖြစ်နိုင်ဘူးလို့ယူဆရပါတယ်။ ်မရိဂန်ကဒီချိန်ချောင်းမှုတွေအားလုံးကိုကောင်းကောင်းသိပါတယ်ဒီအတွက်ကြောင့်ပဲသမရထရန့်အစိုးရကဂျိုတင်ကာကွယ်မှုတွေလှုပ်ထားပြီးပါပြီဖြစ်လာနိုင်တဲ့ချိန်ချောင်းမှုတွေကိုတားဆီးဖို့အတွက်အီရန်ရဲ့မြေအောက်နျူကလ িয়ার ဆက်ရုံတွေကိုဖျက်ဆီးနိုင်တဲ့ကမ္ဘာပေါ်တစ်ခုတည်းသောလက်နက်ဖြစ်တဲ့ B2 မဟာဗျူဟာမြောက် Stealth ဘုံကျဲလေယာဉ်တွေကို Diego Garcia Jones ကိုချထားခဲ့ပါတယ်။ဒါက American လေယာဉ်တင်သင်မှုတွေကို Facebook ဖို့ Iran ရဲ့ချိုးဖောက်မှုတွေကို Hunter နဲ့အရေးကြီးတဲ့မဟာဗျူဟာမြောက် ောက်ရွှေပြောင်းခြင်းလို့တောင် ရှုမြင်ခံထားရပါတယ်။ဒီအခြေအနေတွေအားလုံးနောက်ပိုင်းမှာအဓိကအာယုံဆိုင်မှုက Trump ဘာကြောင့် American Legion တင်သင်္ဘောတွေကိုအရှိအလေပိုင်းကိုဆေးလို့ရတာလဲမိကွန်းစီပြန်ရောက်လာပါတယ်။ American ပြည်ရင်းမှာတောင်ဒီလိုရက်ကိုကန့်ကွက်တဲ့အတန်တွေရှိပါတယ်။ဒါပေမဲ့ Donald Trump ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ Trump ကတော့ Legion တင်သင်္ဘောတွေကိုတက်ဖြတ်ချထားတာကအီရန်ကိုလုံးဝလက်နက်ချစီလိမ့်မယ်လို့ပြောခဲ့ပါတယ်။ Israel တိုက်က ိုင်မှုမတိုင်ခင်က ထရန့်ရဲ့ညီနိုင်မှုရည်တည်ချက်ကတော့အီရန်နေနဲ့ယူရေနီယံတန်စင်နာရီကိုလုံးဝရပ်တန့်ရမယ်ဆိုတာဖြစ်ပြီးတော့ဒီကလန်ချက်ကိုအီရန်ကလက်မခံလို့ဆိုပြီးတော့ထရန့်ကဝေဖန်ခဲ့ပါတယ်။ထရန့်ကအီရန်ဟာအမေရိကန်လူမျိုးတွေဒါမှမဟုတ်အမေရိကန်စစ်ချေဆိုင်စခန်းတွေကိုတိုက်ခိုက်လာမယ်ဆိုရင်အလွန်မင်းအင်အားသုံးပြီးတော့တုံ့ပြန်မယ်လို့အီရန်ကထိန်းချောက်ထားတာကိုထောက်ပြခဲ့ပြီးတော့ဒီဒေသမှာလေရင်တင်သင်္ဘောတွေရှိနေတာကမှန်ကန်တဲ့ခြေလှမ်းဖြစ်တယ်လို့လည်းအလေးပေးပြောကြားခဲ့ပါတယ်။ ဒါဆိုအီရန်ကဒီအပေါ်ဘယ်လိုတွေးထားလဲအီရန်နိုင်ငံသားရဲ့ဝင်ကြီးအဘက်အာရချီကတော့အီရန်ဟာနျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့စကားပြောဖို့ပြန်လည်စတင်ဖို့အသင်းရှိကြောင်းပြောခဲ့ပါတယ်။အာရချီကတမ်ရော့ထရန်ဟာတန်တဘန်ရေးကိုစိတ်ရင်းမှန်နဲ့လှုံ့ဆော်ပြီးဒီစစ်ပွဲကိုရပ်တန့်ဖို့စိတ်ဝင်စားရဲဆိုရင်နောက်ဆက်တွဲခြေလှမ်းတွေကအကျုံးဖြစ်ထွန်းလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။အစ္စရေးဝင်ကြီးချုပ်ဘန်ဂျမင်နေဒန်ယာဟူးက စစ်ပွဲရဲ့ရည်ရွယ်ချက်အသင်းနဲ့သူတို့လိုချင်တဲ့အချက်တွေကိုပြောဆိုလာခဲ့ပါတယ်။နေဒန်ယာဟုရဲ့အဆိုအရအစ္စရေးကအချက်၃ခုကိုလိုချင်ပါတယ်။ပထမအချက်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကို လုံးဝဖျက်သိမ်းဖို့ဒုတိယအချက်ကပယ်ထိန်တုံးကြီးထုတ်လုပ်နိုင်စွမ်းကိုဖျက်သိမ်းဖို့တတိယအချက်ကတော့အကြမ်းဖက်ဝါဒကိုပပျောက်စေဖို့ပဲဖြစ်ပါတယ်။ ဒီပန်းနိုင်ငံကိုရောက်ရှိဖို့လိုအပ်တဲ့လုံဆောင်မှုတွေကိုရှင်းရှင်းလင်းလင်းလုပ်သွားမှာဖြစ်ပြီးတော့ American ပြည်တော်စုနဲ့လည်းကောင်းကောင်းပူးပေါင်းဆောင်ရွက်နေကြောင်းပြောကြားခဲ့ပါတယ်။ Donald Trump က Israel တွေထက်ပုံမပြင်းထန်တဲ့ချိန်ချောင်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ Israel က Tehran မြို့မြောက်ပိုင်းကလူပေါင်း3သိန်းခန့်ကိုရွှေ့ပြောင်းဖို့အမိန်ပေးပြီးတဲ့နောက် Trump ကလူတိုင်းချက်ချင်း Tehran ကနေထွက်ခွာဖို့နဲ့မကြခင်မှာဒီဒေသကိုပုံကျိတိုက်ခိုက်နိုင်မယ်လို့သတိပေးခဲ့ပါတယ်။သို့တော်လည်း Iran ဘက်ကတော့ ဒေသတိဘေးကျက်တွေကိုလိလူရှုပြီးတော့သူတို့ရဲ့တိုက်ခိုက်မှုတွေကိုဆက်လက်လုံဆောင်ခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့သတင်းပို့ချက်အရ အီရန်ကသူ့ရဲ့လက်နက်တိုက်ထဲမှာရှိရလို့အမေရိကန်ခံမှန်းထားတဲ့ပဲ့ချင်းဒုံးကြီး3000တဲက380လုံးကို၈ကြိမ်တိတိပြုတ်လုခဲ့ပါတယ်။ IDF ကအီရန်ရဲ့ဒုံးကြီးပြုတ်လုဆက်200လုံးစုစုပေါင်းရဲ့ထက်ဝက်ကိုဖျက်ဆီးခဲ့ပြီးတော့ဇန်နဝါရီကိုဆက်လက်လိုက်လံဖျက်ဆီးနေစေဖြစ်တာကြောင့်တီဟီရန်ရဲ့လက်ထုပ်ပြန်နိုင်စွမ်းကိုကန့်သက်ထားနိုင်ခဲ့တယ်လို့လည်းပြောပါတယ်။အစ္စရေးကအီရန်ရဲ့စစ်ဘက်ခေါင်းဆောင်မှုကိုလည်းအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ အနည်းဆုံးအကြီးအကဲဘို့ချုပ်၁၁ဦးနဲ့တချို့နေရာတွေမှာတော့သူတို့ရဲ့အစားထိုးသူတွေပါလှုပ်ကြံခံခဲ့ရပါတယ်။အင်ကာနေမှာတော့ ITF ကယာရုတက်လာတာလေးရဲ့ပဲရှိသေးတဲ့ယာရီလက်နက်ကင်တပ်ဖွဲ့ရဲ့ကုတ်ခဲရီမူဘို့ချုပ်မူအလီရှတ်မာနီကိုဖယ်ရှားလိုက်ပြီလို့ပြောဆိုခဲ့ပါတယ်။ ITF စစ်ဦးစီးအရာရှိရေဒီအာဟတ်နက်ကအီရဟာလုံးဝအကာအကွယ်မဲ့ဖြစ်နေပြီးတော့ IDF မှာလွတ်လပ်စွာလှုပ်ရှားခွင့်အပြည့်အဝရှိရလို့ပြောခဲ့ပါတယ်။ဒါကမတုံ့စဘူးတဲ့အောင်မြင်မှုတစ်ခုဖြစ်ကြောင်းလည်းထပ်လောင်းပြီးတော့ပြောကြားခဲ့တာဖြစ်ပါတယ်။အီရန်ပါလီမန်က1968ခုနှစ်နျူကလ িয়ার လက်နက်တိုက်ဖျက်ရေးဖျက်သိမ်းရေးသဘောတူညီချက်ကနေအီရန်ကိုနှုတ်ထွက်ဖို့ဥပဒေကြမ်းတရက်ရေးဆွဲခဲ့ပါတယ်။ ဒါကအီရန်နေနဲ့နျူကလ িয়ার လက်နက်တွေကိုစွန့်လွတ်ဖို့ဥပဒေအရတရားဝင်ခြေနှောင်ထားခြင်းမရှိတော့ဘူးလို့ဆိုလိုတာပါဒါပေမဲ့အစိုးရကတော့အစိုးလိုက်အပြုံလိုက်ဖျက်ဆီးနိုင်တဲ့လက်နက်အားလုံးကိုစန့်ကျင်စေဖြစ်တယ်လို့အခိုင်အမာပြောကြားထားပါတယ်နိုင်ငံပိုင်ရုံးမြင့်တန်ကြားကနေလည်းအီရန်ကမဟာပြူဝမြောက်ဟော်မုန်းရှည်လက်ကြားကိုပိတ်ပစ်ဖို့ ဒင်းမာရီနိုင်ငံရေးသမားတွေရဲ့တောင်းဆိုမှုတွေကိုထုံးလွှင့်ခဲ့ပါတယ်။ဒီလိုပိတ်ဆို့လိုက်ရင်တနေ့ကိုရေနံစီ18တန်းကျော်ဖြတ်တန်းခွင့်ပိတ်ဆို့ခံရပြီးတော့ကမ္ဘာရေနံစီတွေတိတိတသာတက်ကကမ္ဘာငွေကြေးဖောင်းပွားမှုလည်းဖြစ်လာနိုင်ပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရအီရန်ရဲ့ဒင်းမာရီသဘောထားတွေကအမေရိကန်လျင်တင်သင်းမော်တွေဒီဒေသကိုရောက်လာပြီးတဲ့နောက်မှာ ပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။ American Legion သင်္ဘောနဲ့ဆင်းဒေတာကိုရောက်ရှိလာပြီးတဲ့နောက် အီရန်ကအစ္စရေးနဲ့တန်တမန်ဆွေးနွေးပွဲတွေပြန်ဆကြံလာနိုင်ပါတယ်။ဒါကတော့အမေရိကန်ရဲ့ဖိအားအောက်မှာမှ ဖြစ်လာနေတဲ့အခြေအနေတရက်အဖြစ်ကို ရှုမြင်ခံထားပါတယ်။အီရန်ရာရှိတွေကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတယ်လီဖုန်းတစ်ချက်ခေါ်ဆောင်ရုံနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ဖြစ်နိုင်တဲ့အခြေအနေတစ်ခုကတော့အီရန်နေနဲ့အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်းရှောက်လာပြီးတဲ့နောက်အစ္စရေးကိုပုံမပြတဲ့တိုက်ခိုက်မှုတွေလုပ်ဖို့ရွေးချယ်နိုင်ပါတယ်။ဒီအခြေအနေကအရှိလေပိုင်းမှာ မှာပုံပုံကြီးမားတဲ့ပြပခါတစ်ခုရဲ့အစဖြစ်နိုင်ပါတယ်။ဒီဖြစ်နိုင်ခြေတွေကဘယ်တစ်ခုကအစစ်မှန်အမှန်တကယ်ဖြစ်လာမလဲဆိုတာကတော့အချိန်ရတာပြောပြသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။